မောင်နဲ့မောင် audition ဖြေတဲ့အချိန်မှာညီမက international school မှာညီမ consultant လုပ်နေတာအဲ့တော့အမေကတော့မေးတာပေါ့ဒီ consultant လုပ်ကိုလုပ်မလားဒါမှမဟုတ်ဒီလူပညာလုပ်ကြီးကိုလုပ်မလားပေါ့နော်အဲ့တော့ဆိုဟိုကကိုယ့်ရဲ့ lasting monthly income ဝင်နေတာကွာအဲ့ဒါတခုကိုဖြတ်ထုတ်လိုက်ပြီးတော့ဒီဘက်ကိုဝင်လာဖို့ဆိုတာအရန်ခဲရင်းတယ်လေသူတို့တော်လည်းအရန်ခက်ခဲဆိုပြချက်ပေါ့အဲ့တော့အမေကိုပြောတယ်အမေသမီးရိုက်ချင်တယ်ပေါ့နော်မင်းသားအမေကိုတို့တို့လည်းပါမသမီးအဲ့လိုအရန်ရိုက်ချင်တာကိုလေးလာတာကိုလေးသိရမလားအဲ့တော့အရန်ပြောမေရိုက်ချင်တယ်လုပ်ပါခွင့်ပြုပါဆိုတော့သူကနောက်ဆုံးမနိုင်တော့ဘူးနိုင်တော့အေးရိုက်ဆိုပြီးခွင့်ပြုပလိုက်တာပေါ့ခွင့်ပြုလိုက်တဲ့အချိန်မှာပဲအဲ့လိုပဲကျွန်တော်မကုန် ပြုတ်ကုန်တာညီမအဲ့မမောင်နဲ့မမောင်ညီမရိုက်ခွင့်ပြုတာလည်းအင်အားလည်းအကိုထုံးထုံးတို့ပါလို့လည်းပါတယ်ကိုထုံးတို့ပါတယ်အမေကိုထုံးတို့လည်းရိုက်ချင်တယ်ဆိုတော့အတူရိုက်အဲ့လိုမျိုးရိုက်ဖြစ်သွားတာ တော်တော်ကြည့်ကျင်နေတဲ့ကားထဲမှာပါတယ်။ဘာလို့လဲဆိုတော့အဲစပြီးတော့ပေါ့နော်အဲ့လို trailer တွေတင်နေရပါပေါ့နော်။အရင်ကြည့်ကျင်နေပြီးတော့လက်ရှိညီမတို့ရိုက်ကူးနေတဲ့ဒီဇကားတွေနဲ့ခွဲထွက်နေတဲ့ကားလေးဆိုတော့လေအရင်ကြည့်ကျင်နေပြီးတော့အဲကိုဒုံးကိုရံလည်းဖိတ်တယ်ဆိုတော့အာနယ်လာဖြစ်တာပါဟုတ်။မင်းကကြီးလား။ကျွန်တော်ရောချဆက်ဆက်ချစ် ဒေးလာပေါ့နော်ဟောမေးခဲ့ဘူးလားအဲ့လိုမမေးခဲ့လို့ပြဿနာကြီးတက်နေရလေမရဲ့အဲ့လိုမမေးခဲ့လို့ဘလို့ရတဲ့ခဏကြီးကတော့ပြည်လာတော့ပါဘလို့ကတော့ကားတယ်အိုးခန်းစားချက်ကတော့မရှိပါဘူးအမရဲ့ဒါကတို့ကိုလူတိုင်းရဲ့ဖြစ်တည်မှုပဲပေါ့နော် ဒါပေမဲ့ဟိုဘယ်လိုတခါလေကြောက်လို့ရှိရင်လည်းကျမတို့ဟိုချိန်ချိန်လွဲသွားတာလေးလည်းရှိရပါတော့เนาะကိုရီးယားကျောင်းဟဲ့အစင်လေးပေါ့เนาะကြီးလိုက်တယ်ပြီးရင်အစင်ဆိုရင်အမ်းပေါ့เนาะအဲ့လိုမျိုးလေးဆိုတော့ဒါပေမဲ့ဒါလူရိုင်းရဲ့ဖြစ်တည်မှုပါပဲတို့ရဲ့ဖြစ်တည်မှုကိုတို့ကိုယ်လည်းလက်ခံတာလေကိုရီးလည်းလက်ခံတယ်ဒါတော့ကောက်ပါတယ်တခါကျောက်လို့ရှိရင်တော့မျောတာပေါ့เนาะဘာလို့လဲဆိုတော့တကယ်ရုပ်ရည်လုံးဝကိုမယောက်ျားဆဆန်အဲ့လိုမျိုးချုံမောတဲ့လူတွေလည်းရှိတာပေါ့အဲ့လိုလူတွေကတခါကျောက်လို့ရှိရင်ဒါတို့တို့ရွေးချယ်တဲ့ သူရဲ့ဖြစ်တည်မှုပဲဆိုတော့လေအများကြီးတော့ပြောလို့လည်းမရဘူးဒီပေါ်မှာကိုရီးယားရင်ထဲကနေတော့ပြောရုံကလွယ်ပြီးဘာမှလုံးလုံးလို့လည်းမရဘူးအကျွန်မငငယ်နှုံးကပေါ့နော်အဲအဲ့လိုမျိုးစပြောဆိုညီမတို့ငငယ်နှုံးက example ဖွဲ့ဆိုတာရန်ယူတွက်ခဲ့ရတာလေအဲကိုထုံးတို့ဟိုဘာအဲ show ပွဲလုပ်တာပေါ့အဲ့တော့ညီမ TikTok မှာညီမအဲ၅တန်း၆တန်းလောက်ဖြစ်လိမ့်မယ်ညီမတို့ကကိုထုံးတို့အရန်ကြိုက်တာအရန်ကြိုက်တော့သူအဲ့ show ပွဲကိုသွားကျင်တာ အဲ့ရတရားတော့မလုပ်ဘူး။ရှိုးဖွဲ့တွေပါဆိုသွားကြည့်ကြင်တာလေးတွေပြီးတော့အဲ့ဒီရောက်လို့ရှင်လေညတော့ဒီအပြင်မှာမကြည့်ရရင်ညတော့ TV ခွေလေးထွက်တယ်လေ။ခွေရကနေကြလို့ရှင်လေကိုရိုနာဆိုအဲ့လိုအိမ်နေလွတ်ပြေးတည်ရပလားအဲ့လိုကိုင်းတော့အဲ့လိုမျိုးသွားကြင်တာဒါပေမဲ့ညီမတို့တော့ဟိုသွားခွင်းတော့မရလည်းဘူးပေါ့နော်။ဒါပေမဲ့ခွေတွေကနေအရန်အားပေးကြတယ်အရန်ကြိုက်တယ်သူတို့ event တွေဆိုလို့ရှင်ဝယ်တယ်တန်းစီတယ်အဲ့လိုမျိုးပေါ့နော်။အဲ့ဒီအချိန်ကတော့ဖုန်းတွေပါညတိတ်မပေါ်သေးတဲ့အခါကျတော့ပေါ့နော်။အဲ့သူတို့ခွေလေးတွေသွားဝယ်နားထားဝယ်အဲ့လိုမျိုးလေးတွေပေါ့။အခုဆိုလို့ရှင်ညီမတို့ဟိုတချေးပါညဆိုလဲကိုရိုနာတိတ်ပြီးတော့အဲ့လိုပေါ့ မထွက်တော့ဘူးပေါ့နော်လို show ပွဲဘာညာလောက်ပဲဆိုတာပဲရှိတော့ပေါ့အဲ့လိုမျိုးလေးဆိုတော့လေတချင်းတွေထွက်စီကျင်တယ်ဘာလို့ဆိုတော့အရန်နားထောင်လို့ကောင်းတယ်လေနော်ပြီးတော့သူတို့တချင်းတွေကိုလည်းကြိုက်တဲ့ထဲမှာပါတော့ထွက်စီကျင်တယ်နောက်ပြီးတော့အခုအဲ့ဒါအပြုံမှာညီမဆိုလို့ရှိရင်ကိုထုံးနဲ့ဆိုလို့ရှိရင်ဒါအဲမမောင်နဲ့မမောင်ဆိုပြီးတော့ညီမကိုထုံးနဲ့ series ရိုက်လိုက်သေးရပေါ့နော် မမောင်နဲ့နဲ့မမောင်ဆိုပြီး series လေးရိုက်ခဲ့တယ်အဲ့မှာဆိုကိုထုံးနဲ့လေးလာတာပေါ့နော်အဲ့လိုမိသားစုတစ်ခုကြီးအဲ့လိုပြောစရာပြောရှင်းစရာရခုရဆိုတော့ကိုတော့အများကြီးအများကြီးအဲ့လိုတချင်းတွေထွက်ပြီးတော့အားရပါရတချင်းတွေနားထောင်ချင်တာအခုဒီရုပ်ရှင်ကားကြီးလည်းထွက်တယ်ဆိုတော့အယံပြော်တာအာကိုထန်းကလမ်းလက်ပို့လို့ပေါ့ရအောင်လာခဲ့မှာကိုကြီးဆိုပြီးတော့လာလာရမ်းကြည့်ချင်တာအရင်တော့ဆိုကျွန်တော်တို့ကအနုပညာရှင်တွေဇာတ်သိကျင်ဂျာနယ်တို့မဂ္ဂဇင်းတို့ဝယ်ဖက်ကြတာလေဘာဖက်တာအဲ့လိုအနုပညာဂျာနယ်တို့အနုပညာမဂ္ဂဇင်းတို့ဆိုတိတ်တဘောကြတာအဲ့လိုဆိုတော့ကိုမင်းသားမင်းသမီးအကြောင်းတွေပြီးပါလေဖတ်တာဖတ်တာညီမညီမတို့ညီမနိုင်အောင်ရှေ့ညီမတို့ရောလူဖ ဖတ်ကြတာသူကလည်းသူကြိုက်တဲ့မိသားစုသိချင်လို့ကိုကလည်းကိုကြိုက်တဲ့မိသားစုသိချင်လို့အာနှစ်ယောက်စုံပြီဆိုလို့ရှိရင်စာအုပ်လူဖတ်ရင်ဖတ်မဖတ်ရင်အဲ့မှာအော်ဟစ်နေရတင်ရအရင်ဖတ်လို့ငါအရင်ဖတ်လို့နဲ့အဲ့မှာအဲ့လိုမျိုးပြီးလို့ရှိရင်ဟိုတခြားကြတဲ့စာအုပ်တွေပါငါဖတ်ရလေအဲ့လိုဆိုင်မသိအောင်ကြည်လည်းညှက်ယူထားတာတို့ပါတို့ပုံလေးတွေချက်ရှိရလေ အဲ့မရှင်းရပါဘူးတို့လည်းမသိဘူးနဲ့တူပါတယ်စာအုပ်တလဲတရွက်ချင်းစီလည်းမကြည့်ဘူးနဲ့တူပါတယ်ညီမတော့ညီမအဲ့လိုစာအုပ်ဖြတ်ဘူးတာနှစ်ခါသုံးခါလောက်တော့ရှိတယ်ဟိုကလေဟိုကိုဟိန်ဝင်ရပေါ်မှာကျတော့အမဖြတ်တာဟိုစာအုပ်ဆိုင်အမြင်လည်းတိုင်းလာတောင်းအောင်ကိုဟိန်ဝင်ရပေါ်တော့အမဖြတ်တာနောက်ပြီးတော့အဲ့ဟိုဗလဲအရှင်းတို့ယူတို့ပုံတွေကတော့ညီမဖြတ်တာကိုထုံးပေါ်မှာတော့အမေဖြတ်အမေပါပါ ညီမတို့အရင်ကနည်းနည်းတက်စိတ်စိတ်တူကိုရရှိကြအဲ့လိုကြည့်တကယ်လို့အဲ့ကိုတုံးဆိုလို့ရှင်လည်းစိတ်တယ်ညီမအဲ့မမောင်နဲ့မမောင်ကိုညီမရိုက်ခွင့်ပြုလာတယ်အိမ်ကလည်းအဲ့ကိုထုံးထုံးလို့ပါလို့လည်းပါတယ်ကိုထုံးထုံးပါတယ်အမေကိုထုံးထုံးနဲ့ရိုက်ချင်တယ်ဆိုတော့အဲ့သူကရိုက်အဲ့အဲ့လိုမျိုးရိုက်ပြစ်သွားတာပုံမှန်ဆိုညီမအဲ့တော့ညီမအရင်အလုပ်လုပ်နေရလေညီမအဲ့တော့ဒီဟာမမောင်နဲ့မမောင် audition ဖြေတဲ့အချိန်မှာညီမက international school မှာညီမ consultant လုပ်နေတာအဲ့တော့အမေကတော့မေးတာပေါ့ဒီ consultant လုပ်ကိုလုပ်မှလားဒါမှမဟုတ်ဒီလူပညာလုပ်ကြီးကိုလုပ်မှလားပေါ့နော်အဲ့တော့ဟိုကကိုယ့်ရဲ့ last in monthly income ဝင်နေတာကွာအဲ့ဒါတခုကိုဖြတ်ထုတ်လိုက်ပြီး ော့ဒီဘက်ကိုဝင်လာဖို့ဆိုတာအရန်ခဲရင်းနဲ့လေသူတို့တော်လည်းအရန်ခက်ခဲဆုံးဖြစ်ချက်ပေါ့အဲ့တော့မင်းကိုပြောရအမေသမီးရိုက်ချင်တယ်ပေါ့နော်မင်းသားအမေကိုတို့တို့လည်းပါမှာသမီးအဲ့လိုအရန်ရိုက်ချင်တာကိုလေးလာတာကိုလေးသိတယ်မလားအဲ့တော့အရန်ပြောမင်းရိုက်ချင်တယ်လို့ပေါ့ခွင့်ပြုပါဆိုတော့နောက်ဆုံးမနိုင်တော့ဘူးမနိုင်တော့အေးရိုက်ဆိုတော့ခွင့်ပြုလိုက်တာပေါ့ခွင့်ပြုလိုက်တဲ့အချိန်မှာပဲလို့ပဲကျွန်တော်မကုန်ပြုတ်ကုန်တာ ညီမလေးအဲ့လိုပွဲတက်တွေပေါ့နော်ညီမပွဲတွေသွားတယ်အဲ့မင်းသားညီမအရန်ကြိုက်တာညီမတို့ငယ်ငယ်လေးတည်းတကယ်စီမံမင်းသားအကြီးကြီးတွေပေါ့နော်မင်းသားအဲကိုအောင်ရဲလင်းတို့အဲ့လိုပွဲတွေပေါ့နော်တွေ့တယ်မကစ်တို့တွေ့တယ် အရန်ကြိုက်တဲ့ဟာကိုလေမြင်ပြီးသားဆိုလို့ရှင်လေသူတို့ကြည့်ပြီးတော့လေကျဉ်နဲ့ရမ်းချစ်နေရပါတယ်ဒါပေမဲ့နားကပ်ပြီးဒါမှမဟုတ်ရမ်းချစ်နေလို့တော့မပြောရဲဘူးမြမကြောက်လဲကြောက်တယ်ရှက်လဲရှက်တယ်ဆိုတော့လေကြည့်ပြီးတော့လေအမေအိမ်ရောက်လို့ရှင်တော့ပြောပြအမေတို့ဘယ်နဲ့တွေ့ခဲ့တိလားဘယ်နဲ့တွေ့ခဲ့တိလားအဲ့လိုမျိုးတော့ပြောတယ်ဒါပေမဲ့နားတော့မကပ်ရဲဘူးအဲ့လိုပြောကြောက်တာရှိန်လဲရှိန်တာမြမအဲ့လိုမျိုးကိုကိုတိမ်ငယ်တာတော့မြမကိုကိုစိတ်ဝင်တာတော့မရှိဘူးတော့တခုပဲအဲ့လို သူတို့နောက်ကမှကြောက်နေပါသူတို့မှပါဝါကြီးတစ်ခုရှိနေတယ်လို့ပဲလို့နားကက်လိုက်လို့ရှိရင်လေအဲ့လိုရှိန်ပြီးတော့ငါဘာများပြလိုက်မလို့အဲ့လိုပုံစံမျိုးတော့ပဲတနေ့ဟာတော့ဘာမှမရှိဒါပေမဲ့အကိုတွေစီနီယာတွေကအကုန်တွေ့လို့ရှိရင်တော့ရီမောမောပြပြရှိရှိမှာပဲဟုတ်ညီမတို့ဆိုအခုမှစဝင်တာလေအခုမှစဝင်တာညီမတို့ဒီဘက်မလာကမှညီမတို့ရိုက်နေရလေးတွေရှိပဲဆိုပေမဲ့ဒါစီနီယာတွေတော့ဘူးမတော့မကြော်နိုင်ဘူးပေါ့နော်ဒါပေမဲ့ကိုတို့တို့ဆိုလို့ရှိရင်ညီမတို့ဒီမောင်နှမမောင်ရိုက်ကူးနေတောက်လျှောက်တစ်ခုလုံးမှလုံးဝတင်ပေးတယ်အဲအဲ့မှာကျတော့ညီမနာမည်တီတီဆိုရဲနာမည်လေးဆိုရဲလေတီတီဘယ်လိုလေးလုံးလိုက်အဲဘယ်လိုလေး ြောလိုက်ကိုထုံးနဲ့တွေ့ရတဲ့ဆင်းရဲများရတာပေါ့နော်ဒီဒီဒါလေးလှုပ်လိုက်အဲ့လိုတင်ပေးတယ်တင်ပေးတဲ့အပေါ်မှာကိုရီးယားကကန်းကောင်းယူရတယ်ပေါ့နော်သူတို့ဘာလို့လဲဆိုတော့ဒီလိုနုပညာရှင်တယောက်နဲ့တွေ့ပြီးတော့တင်ယူဖို့ဆိုတာခဲရင်တယ်လေအဲ့တော့သူတို့နဲ့စုံနဲ့ကြုံနဲ့ချိန်မှာတော့ဘလို့စီနီယာမျိုးပဲပြီးတော့သူတို့ပေးတဲ့ဟာမှလည်းအကုန်ရအောင်ယူတယ်